တို့ပွဲကိုနဲ့ကြက်ခိကတဲ့ရောင်းလာတဲ့မော်လမြန်ကရွှေမြမန်နီပလက်ထင်းမဲပေါက်ကိုသွားဆမှာပဲဖြစ်ပါတယ်။မော်လမြန်မှာတင်နေကိုရှောက်သွားရင်းနဲ့နေ့လယ်စာကိုဒီနေ့ပလက်ထင်းမဲပေါက်ဝေစားဖြစ်တာပေါ့နော်။ဆိုင်တဲ့ဝေလိုက်တာနဲ့ထင်းမဲပူပူကိုဒီလိုငပြောရွက်နဲ့ဆက်တိုက်ထုတ်နေတာကိုမြင်ရမှာပါ။သူကတော့ဆိုင်စာရောဒီလိုပါဆယ်လာဝဲသူတွေရောအများကြီးပဲပေါ့နော်။ကျော်60ဝန်းကျင်လာတော့ရှိတယ်။ ထင်မင်းပူပူကိုဒီလိုဖက်နဲ့ထုတ်ထားတော့အနဲ့မွေးမွေးလေးနဲ့အရင်ဆက်လို့ကောင်းပါတယ်ဟင်းလေးရလည်းအစုံပဲပေါ့နော်အလေးရတော့ကြက်ကြော်လေးပါသူရဲ့ signature ကြက်ကြော်လေးပေါ့နော်ချက်ထားတဲ့ကြက်သူအနေလေးကလည်းမွေးနေရောပဲဒါလေးရတော့သူတို့ထည့်ပေးတဲ့ချင်းမောင်ကြော်လေးပေါ့နော်သူရဲ့ပုစုံဟင်းလေးဆိုရင်လည်းမြင်တာနဲ့တည်ရီကိုကြာသွားတာပဲဒါလေးရတော့ကြက်သားစီပြန်ဟင်းလေးပေါ့နော်ပါဆယ်လာဝယ်တဲ့သူတွေကိုလည်းဒီလိုတေချာလေးထုတ်ပြီးတော့ပို့ပေးပါတယ် ဒါလေးကတော့ပုပ်ပူမာလိုက်တဲ့ဟာလေးပေါ့နော်ကြက်ကြော်နဲ့မာထားပါတယ်ပစွန်ဟင်းရဲ့တခြားဟင်းလေးလည်းမာလိုက်ပါတယ်ပေါ့နော်ဆိုင်မှာသွားစားရတော့ပဲဟင်းလေးတူစရာပန်းလေးလည်းချပေးထားပါတယ်ကဲဒီမှာပေါ့နော်ပုပ်ပူမာထားတဲ့ဟာလေးရပါပြီဒီမှာကြက်ကြော်လေးနဲ့မာလိုက်ပါတယ်အားတော့ရွှေမြက်မှာနင်းပလဲထမင်းပေါ့စားပါမယ်သူ့ဆိုင်ခွဲကလည်းရန်ကုန်မှာအများကြီးရှိရယ်ပုပ်ပူရန်ကုန်မှာလည်းစားဖူးရယ်ရန်လေရကောင်းတယ် ဟုတ်လားအော်ဆိုရင်ဘကူးမှာလည်းရှိရယ်ကြိုက်ထုံမှာလည်းရှိရယ်ဟိုဆိုင်ခွဲတွေအများကြီးဖွင့်ထားတယ်ဗောနော်ဆဆဖွင့်တာဘယ်မှာလဲမော်လမြိုင်လားမော်ပထမဆုံးဆိုင်ပြီးအော်နိပလဲဘူတာမှာဖွင့်တာအော်ဟာဟာအော်ဟာနေပေါင်းလည်းတော်တော်ကြာပြီဒီ60ကျော်နော်60ဝန်းကျင်လောက်ရှိပြီ 嗯。啊，大家吃毛椒耶，我有地里呢有。好。哦，沙棚山呢，就是小地板呢。哦。好。嗯。嗯。嗯。 ပမာချက်အင်ချက်ဒီချက်အကြတော့ပမာချက်စစ်စစ်ပေါ့နော်ဒီအင်ချက်လို့လည်းခေါ်တယ်อืมသူကချက်ကြွားတော့သက်ပဲ

请哩呢？清吧。辣椒辣椒清。哎，哎哎，八色白哎，

ဒီမော်လမြန်မာဆိုရင်အရင်နာမည်ကြီးပါဆယ်ဆိုရင်လည်းအရင်ရောင်းရတာပေါ့နော်

มาตาเลียจารอปสูนเท่าอืมทำยาอัตควาตีเลย ဒီမှာဒါကြတော့ရှင်းရင်လေးရှင်းရင်ပူပူဒါပဲဟင်းလာနေလေအော်ဒါကြတော့ဆိုင်မလာစာမချပေးရနော်ပါဆယ်ဆိုမရောက်တော့အော်อืม จะเท่าอะไรเอาว่าไปจะเท่าอะไรว่าไปใช่ก้อนหรือใช่ก้อนเนี่ยไม่ใช่ใช่หรอเพราะว่ามันใหญ่เนี่ยเว้ยจะตัวอืมใช่ไหมล่ะทั่ว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  အဲ့တော့တင်းသွားပဲတော်တော်လေးကိုဆက်လို့ကောင်းတယ်ပေါ့နော်ဒီမဒီဆိုင်ရကြတော့ခွေလာတဲတန်လဲတော်တော်ကြာပြီဟိုနှစ်ချက်ခေကလေးကရောင်းလာခုဆိုရင်တပေါင်းတစ်ထောင်ဖြစ်သွားပြီပေါ့နော်နေပေါင်းလဲ60ကျော်ပြီဆိုတော့ပြီးတော့ဆိုင်ခွဲတွေလည်းအများကြီးဖွင့်ထားရပေါ့နော်ဒီရန်ကုန်တို့ပခိုးတို့တခြားနေရာတွေမှာလည်းအများကြီးဖွင့်ထားရပေါ့နော်စားကြည့်ပါအရင်ကိုဆက်လို့ကောင်းတယ်ပေါ့နော်ဒီနေ့ပပိုးရဲ့ဗီဒီယိုလေးကိုတော့ဒီမှာပြန်လိုက်ပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါတတ